ကန်လေရင်တင်သင်းမောကာဗဆန်ဟာရပ်ပိုင်းတွင်မှဂျပန်ပင်လယ်ပြင်ကိုရောက်ရှိလာတော့မယ်လို့အမေရိကန်ဒုတိယသမ္မတမိုက်ပန့်စ်ကဧပြီလ22ရက်နေ့ကပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကမြောက်ကိုရီးယားကိုဥတီခုံမောင်းနေတယ်လို့ထင်ရတဲ့ကာဗဆန်လေရင်တင်သင်းမောကြီးပါဝင်တဲ့သင်းမောအုပ်စုဟာဘယ်နေရာကိုရောက်ရှိနေတဲ့ဆိုတာနဲ့ပတ်သက်လို့ထင်ကြေးပေးပြောဆိုမှုတွေရှိနေခဲ့ပါတယ်။ဒါ့အပြင် Trump အဆိုအရကလည်းအဲ့ဒီလေရင်တင်သင်းမောကြီးဟာဘယ်နေရာမှာရှိနေတယ်ဆိုတာကိုမှန်ကန်စွာပြောဖို့အတွက်အခက်တွေ့နေတယ်လို့ပြောကြားထားခဲ့ တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုအခါမှာတော့ဩစတြေးလျကိုရောက်ရှိနေတဲ့ American ဒုတိယသမ္မတ Mike Pence ကရပ်ပိုင်းတွင်မှာ Carvinson သင်းမော့ကြီးဟာဂျပန်ပင်လယ်ကိုရောက်ရှိသွားဖို့ရည်မှန်းထားကြောင်းထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ဆက်လက်ပြီး Pence က American မှာလူအင်အားအရင်အမြင့်တွေနဲ့အကျိုးစီးပွားတွေရှိနေကအဲ့ဒီအကျိုးစီးပွားတွေနဲ့ American ရဲ့မဟာမိတ်လုံခြုံရေးကိုစောင့်ကြည့်ဖို့ဖြစ်တယ်ဆိုတာမြောက်ကိုရီးယားအစိုးရအနေနဲ့အမှတ်မမားနိုင်မှုလို့လည်းပြောကြားခဲ့ပါသေးတယ်။မြောက်ကိုရီးယားဟာ၆ချိန်မြောက်အနုမြူစမ်းသပ်ချက်ကို ြုလုပ်ဖို့ပြင်ဆင်နေတာကြောင့်အမေရိကန်နဲ့မြောက်ကိုရီးယားတို့တင်းမာမှုတွေမြင့်တက်လာနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ၈ရက်နေ့မှာအမေရိကန်ရေတပ်ကထုတ်ဖော်ပြောကြားခဲ့ရမှာတော့မြောက်ကိုရီးယားကိုဟန်တားဖို့နှိုင်းနှိုင်းချိန်ချိန်လုပ်တဲ့အနေနဲ့ကာဗန်ဆန်လေရင်တင်တင်းမောကြီးဥဆောင်တဲ့ရေတပ်တိုက်ခိုက်ရေးအုပ်စုတစ်ခုဟာစင်ကာပူရေပိုင်နက်ကနေမြောက်ဘက်ကိုခုံမောင်းလာဖို့ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့စစ်သည်မော့စုကိုဆင်လွတ်ထားပြီးအရန်အင်အားကြီးတဲ့စစ်သည်မော့တွေဖြစ်ခါကိုရီးယားကျွန်းဆွေကိုသင်္ဘောတွေခုံမောင်းနေတယ်လို့ပြောကြားခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျိမ်းမတ်စတစ်ကလည်းကာဗင်ဆန်ဟာကိုရီးယားကိုတွားနေပြီဖြစ်တယ်လို့ပြောကြားထားပါတယ်။ဒါပေမဲ့လည်းအမေရိကန်ရေတပ်ကတော့အဲ့ဒီစစ်သည်မော့အုပ်စုဟာစင်ကာပူကနေထွက်ခွာသွားတာဖြစ်ပေမဲ့ဩစတြေးလျရေတပ်နဲ့စစ်ရေးလေ့ကျင့်မှုဩစတြေးလျကိုတွားနေတာဖြစ်ပြီးကိုရီးယားကျွန်းဆွေနဲ့စန့်ကျင်ဘက်ကိုခုံမောင်းနေတာဖြစ်တယ်လို့ဧပြီလ ်ရှင်ရနေ့ကပြောကြားထားခဲ့ပါတယ်။